တိုချိုမှာကဘာတို့ဆိုနီအဆုံးမရှိသောဂျိုးပတ်မှုကဘာဂိမ်းလောကရဲ့ထိတ်တဲနေရမှာရက်တည်နေတဲ့ Sony PlayStation ကိုဘသူများဖန်နေကြတာလဲဒီကိုဆိုကြီးရဲ့ဝေးဖွားရာဇလန်ကတကယ်တော့ရိုးရှင်းတဲ့အောင်မြင်မှုတစ်ခုလည်းမဟုတ်ပဲလောဝတ်စတဲ့ကြံမှုတွေပဋိပက္ခရတဲ့ပြည့်နေနေတဲ့ဇလန်တစ်ပုတ်ပါပဲ ဒီဇယ်လိုက်ရဲ့အဓိကဇက်လိုက်ကတော့ Sony ကုမ္ပဏီရဲ့အတွေးလိုတူဖြစ်ပြီး PlayStation ရဲ့ Parking လို့တင်စားခေါ်ဝေါ်ရတဲ့ကန် Takaraki ပါပဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက Sony ကုမ္ပဏီကြီးရဲ့နိုင်ငံနေကြမှာဘသူမှမသိတဲ့ project တစ်ခုကိုတိတ်တဆိတ်လှုပ်ဆောင်နေတဲ့ engineer တူရှိပါတယ်သူနာမည်ကကန် Takaraki ပါ Sony က TVA အသက်ဖက်ဆက်တွေထုတ်လုပ်နေတဲ့အချိန်ပါ Takaraki ရဲ့စိတ်ကတော့တခြားကဘာစီရောက်နေခဲ့ပါပြီသူရဲ့သမီးလေး Nintendo ရဲ့ Famicom NES ကိုကစားနေတာကိုမြင်ပြီးနောက်မှာ ခါတူရာဂီရဲ့စိတ်ထဲမှာမေးခွန်းတစ်ခု ပေါ်လာခဲ့ပါတယ်။အနာဂတ်မှာဂိမ်းတွေကိုဘယ်လိုပုံစံဖြစ်လာမလဲ။အဲ့ဒီခေတ်တော်ကဂိမ်းကိုဆိုရရာကက်ထရစ်ကိုပဲအသုံးပြုနေသေးပါ။ဒါပေမဲ့ကူတာရာဂီဟာ CD ROM နည်းပညာရဲ့အလားအလာကိုစောစီးစွာ မြင်ခဲ့ပါတယ်။ CD တွေဟာဂိမ်းဒေတာပုံများများဆက်နိုင်မယ်။ပုံမလှပတဲ့ graphic တွေဖန်တီးနိုင်မယ်။ပြီးတော့ထုတ်လုပ်တဲ့စိတ်လည်းပိုသက်သာမယ်လို့သူယုံကြည်ခဲ့ပါတယ်။ ဆိုနီရဲ့အကြီးအကဲတွေဟာသူ့ရဲ့အမြင်ကိုစိတ်ဝင်စားခဲ့ကြပါဦး။ဂိမ်းလောကဆိုတာသူနဲ့မသက်ဆိုင်တဲ့အရာတစ်ခုလို့မြင်ခဲ့ပါဗါး။ဒါပေမဲ့ကူတာရာဂီကတော့သူ့ရဲ့အိမ်မက်ကိုလက်မလွတ်ခဲ့ပါဘူး။နီဒန်တို့နဲ့ဆိုနီရဲ့မင်္ဂလာစီစဉ်မှု1980ပြည့်လွန်နှစ်နောက်ပိုင်းမှာနီဒန်တို့ဟာကမ္ဘာဂိမ်းလောကရဲ့ဘီရတပါးလို့ရပ်တည်နေပါဗါး။သူတို့ရဲ့ SNES Super Nintendo Entertainment System ကအတော်လေးအောင်မြင်နေချိန်ပေါ့။ဒီချိန်မှာနီဒန်တို့ဟာခင်မရဲ့နည်းပညာရည်နဲ့ CD ROM ကို ဂိမ်းတွေမှာအသုံးပြုဖို့စိတ်ဝင်စားလာခဲ့ပါတယ် Cartridge တွေက CD, ROM တွေကဂိမ်း data ပို့ဆက်တာထုတ်လွှင့်စိတ်ပို့သက်တာတဲ့စတဲ့အားသာချက်တွေကိုရှိနေတာကြောင့်သူတို့ကမြင်ခဲ့ပါတယ် ဒီလိုနဲ့နီဒန်တို့ဟာ CDR1 နည်းပညာမှာအတွေ့အကြုံရှိတဲ့ Sony ကုမ္ပဏီနဲ့လက်တွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Sony ဘက်ကလည်းဒီ project ကိုစိတ်အားထက်သန်စွာနဲ့လက်ခံခဲ့ပြီး Ken Kutaraki ဆိုတဲ့အရေးကြီးရှိတဲ့ engineer တဦးကိုဒီ project ရဲ့ဦးဆောင်သူဖြစ်ခန့်အပ်လိုက်ပါတယ်။ Kutaraki ဟာဂိမ်းကိုအယူအမူစိတ်ဝင်စားသူတဦးဖြစ်ပြီးသူ့သမီးနီဒန်တို့ကစားနေတာကိုမြင်ပြီး ကိုဆိုးတွေရဲ့အလားအလာကိုစတင်မြင်ခဲ့သူပါ။သူတို့နှစ်ယောက်ပေါင်းပြီး Nintendo SNES တို့ CD-ROM အဲ့ဒုံတစ်ခုကိုတီထွင်ဖို့ စတင်ကြိုးစားခဲ့ကြပါတယ်ဒီ project ကိုတော့ PlayStation လို့အမည်ပေးခဲ့ကြပါတယ်အားလုံးစီပြင်နေပြီထင်ခဲ့ပေမဲ့1992ခုနှစ်မှာပဲအခြေအနေကရုပ်တရက်ပြောင်းလဲသွားပါတယ်ဆိုနေရ CES Consumer Electronic Show မှာသူတို့ရဲ့ PlayStation project ကိုဂုဏ်ယူစွာမိတ်ဆက်ပြသခဲ့ပြီးမကြာမီမှာ Nintendo ကလည်းအသေးစိတ်ကိုထုတ်ပေါ်ကြေညာတော့မယ်လို့မျှော်လင့်ထားခဲ့ကြပါတယ်။ဒါပေမဲ့မမျှော်လင့်တဲ့နောက်မှာ နီတန်တို့ဟာဆိုနီရဲ့ပူးပေါင်းမှုကိုဖျက်သိမ်းလိုက်ပြီးဖိလစ်ဆိုတဲ့ကုမ္ပဏီအသစ်နဲ့လက်တွဲတော်မယ်လို့ကြေညာလိုက်ပါတယ်။ဆိုနီကတော့ကမ္ဘာတလောသတင်းစာရှင်းလင်းပွဲမှာမျက်နှာပြတ်ခဲ့ရပြီးဒီ project ကအစတည်းကမှားနေလားလို့တော့သူတို့ရဲ့ဝန်ထမ်းတွေကပြောခဲ့ကြပါတယ်။တချို့ကလည်းဂိမ်းလုပ်ငန်းတွေကိုဆိုနီဝင်ဖို့ဆိုတော့ဘယ်တော့မှမဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြပါတယ်။ကယ်ကူတာရာကီရဲ့မဆုံမနစ်စူးစမ်းမှုအားလုံးကလက်လျှော့လိုက်ချိန်မှာကယ်ကူတာရာကီဟာတယောက်တည်းတော့မဆုံမနစ်စူးစမ်းခဲ့ပါတယ်။သူကငါတို့ဒီ project ကိုလက်လျှော့လိုက်လို့မဖြစ်ဘူး။ ငါတို့ကိုယ်တိုင်ဒီကိုဆိုးကိုဖန်ပြီးမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ဆိုနီရဲ့အကြီးအကဲတွေကသူ့ဘောတန်တရားတွေရှိခဲ့ပေမဲ့ ူဒါရာဂီရဲ့စိတ်ရထက်သန်မှုနဲ့နည်းပညာပေါ်နားလည်မှုတို့ကိုသူတို့ကမြင်ခဲ့ကြပါတယ်ဒီလိုနဲ့ကူဒါရာဂီဟာသူ့ရဲ့ vision ကိုအကောင့်တဲဖော်ဖို့ Sony CEO ကိုကိုယ်တိုင်ခွင့်ပြုချက်ယူခဲ့ပြီးနိုဝင်ဘာ16 1993ခုနှစ်မှာ Sony Computer Entertainment ဆိုတဲ့ဌာနကိုစတင်တည်ထောင်ခဲ့ပါတယ်သူဟာ SCE ရဲ့ Executive Vice President ဖြစ်လာခဲ့ပြီးပထမဆုံး PlayStation Console ကိုဖန်တီးဖို့ဦးဆောင်ခဲ့ပါတယ် PlayStation 1ရဲ့ပေါက်ကွဲထွက်ပေါ်လာခြင်း ကူရာရာဂီနဲ့သူ့ရဲ့အဖွဲ့သားတွေဟာမဆုံးမနစ်စူးစမ်းပြီးနောက်ပိုင်း1994ခုနှစ်မှာဒီဇင်ဘာ3ရက်နေ့မှာတော့ PlayStation 1 PS1 ဟာဂျပန်မှာပွဲဦးထွက်လာခဲ့ပါတယ်။ PS1 ဟာ CD-ROM နည်းပညာနဲ့ပြည့်ဝတုံးချနိုင်ခဲ့ပါတယ်။ 3D graphic ကိုအဲ့အချိန်မှာအကောင်းဆုံးပုံဖော်နိုင်ခဲ့ပါတယ်။ Game Developer တွေအတွက် Game Fan တွေရတာလွယ်ကူအောင်လှုပ်ဆောင်ပေးခဲ့ပါတယ်။ American မှာ PS1 ကိုမိတ်ဆက်ချိန်မှာလဲ Jack Doctor ရဲ့ဥဆောင်မှုနဲ့ ဤ3995မှာဇေနုံဒေါ်လာ296လို့အကျညာခဲ့တဲ့အချိန်မှာဂိမ်းလောကတစ်ခုလုံးအံ့အားသင့်သွားခဲ့ရပါတယ်။ပြန်မဲ့စီကာစီတန်ဒေါ်လာ399ထက်ဒေါ်လာ100တက်တာတာဟာ PS1 ကိုစတင်ထွက်ရှိကြတဲ့အကြီးအကျယ်အောင်မြင်စေခဲ့ပါတယ်။ဒီလိုနဲ့နီတန်တို့နဲ့လက်ခွဲခဲ့ရတဲ့ကံကြမ္မာရဲ့လက်ခွက်ကပဲ Sony ကိုကိုပိုင်ဂိမ်းလောကတွေကိုတိုးပို့ခဲ့ပြီး PlayStation ဆိုတဲ့ကမ္ဘာအကြီးဆုံးဂိမ်းကွန်ဆိုးဖရန်ချိုက်စ်တစ်ခုကိုစတင်ပေါ်ပေါက်လာခဲ့ရပဲဖြစ်ပါတယ်။ တကယ်တော့ PlayStation ရဲ့အစမမျောလင်းထားတဲ့အမားကနေ ဖြစ်တည်လာခဲ့တဲ့ Game Lock ရဲ့ဒဏ္ဍာရီတစ်ပုဒ်ပါပဲ PS1 ဟာ Final Fantasy 7, Metal Gear Solid, Resident Evil, Grand Tsusumo စတဲ့ဂိမ်းတွေနဲ့အတူကမ္ဘာတစ်လွှာသန်းတရနဲ့သန်းကျော်ရောင်းချခဲ့ပြီး Game Lock မှာ Sony ကိုထိတ်ဆုံးရောက်လာစေခဲ့ပါတယ်။ This is the first console to support 100 million in sales. အောင်မြင်တဲ့ project တိုင်းရဲ့နောက်မှာစိတ်ကူးစိတ်သန်းတွေနဲ့ဥဆောင်နိုင်တဲ့ visionary တစ်ယောက်ရှိနေတတ်ပါတယ်။ ဆိုဒီမှာဆိုရင်ခူတာရာဂီပါပဲခူတာရာဂီရဲ့စိတ်ကူးကရိုးရိုးကိတ်ကိုစိုးတစ်ခုထပ်ပို့ပါတယ်သူကလူတွေရဲ့စိတ်ခက်စားမှုကိုတော့ပုံဖော်နိုင်မဲ့ processor တစ်ခုကိုဖန်တီးချိန်ခဲ့ပါတယ်ဒါကြောင့်သူ့ processor ကို emotion အင်ဂျင်လို့နာမည်ပေးထားခဲ့ပါတယ်ဒီချစ်ဟာအဲ့ဒီခေတ်နည်းပညာမှာအမြင့်မားဆုံးနဲ့မှာပါဝင်ခဲ့ပြီးကစားသူကိုဂိမ်းထဲမှာပို့ပြီးစိတ်ဆွဲမြဲအောင်ကူညီပေးနိုင်မယ်လို့ယုံကြည်ပါတယ်စိတ်ခေါ်မှုများ emotion engine ဟာ immediate အစွမ်းထက်ပေမဲ့သူ့ရဲ့ architecture ကတခြား processor နဲ့မတူဘဲရှုပ်ထွေးပါတယ်ဒါကြောင့်ဂိမ်းထုတ်လုပ်သူတွေအတွက်ဂိမ်းဖန်နေရတဲ့အခါမှာအစာပိုင်းမှာတော်တော်လေးခက်ခဲခဲ့ပါတယ် developer တွေဟာဒီ chip ရဲ့အစောအစအပြည့်အဝကိုထုတ်ဖော်နိုင်ဖို့အချိန်ယူပြီးလေ့လာခဲ့ကြရပါတယ်။ Kudaraki ဟာ chip ထုတ်လုပ်မှုပြက်လက်မှုတွေမရှိအောင်ဒေါ်လာ10ဘီလီယံကျော်အထိရင်းနှီးမြှုပ်နှံခဲ့ပြီးထုတ်လုပ်ခဲ့တာကသူ့ရဲ့ vision ပေါ်ယုံကြည်မှုဘလောက်မြင့်မားလဲဆိုတာပြတ်သားနေခဲ့ပါတယ်။ Shuhai Yoshida ဂိတ်ထုတ်လုပ်ရေးရဲ့အသက်ဝိညာဉ် Huawei ဘိုင်းမှာ Kudaraki ရှိတယ်လို့ software ဘိုင်းမှာလည်းထိတ်တဲပုံကူတူရှိပါတယ်။သူကတော့ Shuhai Yoshida ပါ။ Shuhai Yoshida ဟာ PlayStation Studio ရဲ့ Worldwide Studio President အဖြစ်တာဝန်ယူခဲ့သူပါ PS1K ကလေးက Sony ရဲ့ဂိမ်းထုတ်လုပ်ရေးဘက်မှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ် PS2 ရဲ့အောင်မြင်မှုဟာ hardware ကောင်းရုံနဲ့မပြီးသေးပါဘူးကောင်းမွန်တဲ့ဂိမ်းတွေရှိအောင်ဖန်တီးရအောင်ပါယိုရှိဒါနဲ့သူ့ရဲ့အဖွဲ့က God of War Ratchet and Clank Jet and Dexter စတဲ့ Sony ရဲ့ကိုပိုင်ဂိမ်းတွေကို ဖန်တီးခဲ့ကြပါတယ်ဒါအပြင်သူတို့ဟာ third party developer တွေနဲ့လည်းနီနီကက်ကက်ပူးပေါင်းပြီး Grand Theft Auto 3 Final Fantasy VIII Metal Gear Solid 2စတဲ့ PS2 ရဲ့အထင်ကြီးဂိမ်းတွေကိုထွက်ရှိလာဖို့အကူအညီပေးခဲ့ပါတယ်။ PS2 ရဲ့အကြီးမားတဲ့ Game Library ဟာ Yoshida နဲ့သူ့အဖွဲ့ရဲ့ကြိုးပမ်းမှုတွေကြောင့်ပဲဖြစ်ပါတယ်။ PS1 ရဲ့နောက်ပိုင်း Sony ရဲ့စိန်ခေါ်မှုအသစ်1990ပြည့်လွန်တဲ့နောက်ပိုင်းတွေမှာ Sony ရဲ့ပထမဆုံး PlayStation 1ဟာဂိမ်းလောကကိုတိတ်ပိုက်ထားပြီးခဲ့ပါပြီ။ နီရန်တို့နဲ့စီဂါလိုပြိုင်မဲ့ဟောင်းတွေကိုကြော်ဖြတ်ခဲ့ပြီးဆိုနီဟာဂိမ်းစိတ်ကွက်မှာထိတ်ဆုံးနေရာကိုရောက်ရှိနေခဲ့ပါတယ်။ဒါပေမဲ့ဆိုနီတို့ကစိန်ခေါ်မှုအစ်စ်တွေပေါ်ပေါက်လာခဲ့ပါတယ်။စီဂါဟာသူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ Dreamcast ကို 1998မှာစတင်မိတ်ဆက်ခဲ့ပြီး Sony ရဲ့ဥဆောင်မှုကိုပြန်လည်စိန်ခေါ်ဖို့ကြိုးစားခဲ့ပါတယ် Microsoft လိုနည်းပညာနယ်ပယ်မှာကုမ္ပဏီကြီးတွေအတွက်ကလည်းဂိမ်းလောကတွေဝင်လာဖို့ခြေလှမ်းပြင်နေကြပါပြီဒီလိုအခြေအနေမှာ Sony ဟာသူ့ရဲ့နောက်ထပ်ကွန်ဆိုးဖြစ်တဲ့ PlayStation 2ကိုအကောင်းဆုံးဖြစ်စေဖို့စတင်ကြိုးစားခဲ့ပါတယ် PlayStation ရဲ့ဖခင် Kakuta Ragi ရဲ့ Vision ကတော့ ရိုးရိုးဂိတ်ကိုစိုးတစ်ခုထပ်ပို့ရဲအိမ်သုံးဖျော်ဖြေရေးစနစ်တစ်ခုလုံးကိုချိတ်ဆက်ပေးနိုင်မဲ့ emotion engine လို့ခေါ်တဲ့ chip နဲ့မောင်းနေတဲ့စက်တလုံးကိုဖန်တီးဖို့ပါပဲ PSU ရဲ့မိတ်ဆက်ခြင်းကဘာကြီးကိုအားအားသိစေခြင်း၂၀၀ပြည့်နှစ် match လ၄ရက်နေမှာ PlayStation 2ဟာဂျပန်နိုင်ငံမှာစတင်မိတ်ဆက်ခဲ့ပါတယ်။ဒီကိုဆိုးထွက်ရှိလာချိန်မှာဘယ်သူမှမထင်ထားတဲ့ feature တွေနဲ့ပေါ်ပေါက်လာခဲ့တဲ့အတွက်ကြောင့် game လောကတစ်ခုလုံးကိုဒုံလုံးစေခဲ့ပါတယ်။ DVD player PS2 ရဲ့အထူးခြားဆုံးအအောင်မြင်ဆုံး feature တစ်ခုကတော့ DVD player ပါဝင်လာတာပါပဲ။အဲ့ဒီအချိန်က DVD player တစ်လုံးဝယ်မယ်ဆိုရင် PS2 တစ်လုံးတက်တောင်ဈေးကြီးနေပါသေးတယ်။ PS2 စတင်ဖြန့်ချိခဲ့တဲ့ဈေးနှုန်းကဒေါ်လာ299ဖြစ်ပြီးအဲ့ဒီအချိန်မှာတခြား DVD player တွေထက်တက်တာနေတာကြောင့်လူတွေဟာဂိမ်းစားရုံသာမက DVD တွေပါကြည့်ဖို့ PS2 ကိုဝယ်ယူခဲ့ကြပါတယ်။ဒါဟာဂိမ်းကွန်ဆိုးတွေကိုရိုးရိုးဂိမ်းဆက်တတ်တတ်မဟုတ်ပဲအိမ်တွင်းဖြောပြေးစနစ်နဲ့အဓိကအစိတ်ပိုင်းဖြစ်လာစေတဲ့ပထမအဦးဆုံးကွန်ဆိုးပါပဲ။ဘဝ Capability PS1 ဂိမ်းတွေကို PS2 မှာပြန်ကစားလို့ရတာလည်း PS1 ပရိသတ်ကြီးကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။သူတို့ရဲ့ပထမအဆုံး PS1 ဂိမ်းတွေကိုလက်ရှိကွန်ဆိုမှာကစားနိုင်ဖို့ဆိုတာအလွန်ကြီးမားတဲ့အားသာချက်ပါပဲ။ Powerful Hardware PS2 မှာပါဝင်တဲ့ Emotion Engine CPU နဲ့ graphic GPU တွေဟာအဲ့ဒီခေတ်မှာအမြင့်ဆုံးနည်းပညာတွေပါပဲဒါအတွက်ကြောင့်ပိုလာတဲ့ graphic တွေပိုမို impressive ဖြစ်တဲ့ game play ရင်းနဲ့နက်နဲတဲ့ဇာတ်လမ်းတွေပါဝင်တဲ့ game တွေကိုဖန်နှိမ့်နိုင်ခဲ့ပါတယ်ဂျပန်မှာစတဲ့ထွက်ရှိခဲ့တဲ့ချိန်မှာ demand ကအလွန်မြင့်မားခဲ့ပြီး side ship မှာတန်းစီဝယ်သူတွေနဲ့ပြည့်နေနေခဲ့ပါတယ်၂000ပြည့်နဲ့အောက်တိုဘာ26ရက်နေ့မှာမြောက်အမေရိကကိုရောက်ရှိလာခဲ့ပြီး နိုဝင်ဘာလမှာဥရောပကိုရောက်ရှိခဲ့ပါတယ် PS2 ရဲ့ထွက်ရှိလာမှုကပြိုင်ဘက် Dreamcast ကိုအပီးတိုင်နလန်မထူနိုင်အောင်ထိုးနှက်ခဲ့ပြီး Microsoft ရဲ့ Xbox နဲ့ Nintendo ရဲ့ GameCube တို့ကိုလည်းအပြတ်အသတ်ကျော်ဖြတ်နိုင်ခဲ့ပါတယ်ဈေးကွက်ပေါ်ရိုက်ခတ်မှုများ PS2 ရဲ့အောင်မြင်မှုလိုအပ်ချက် PlayStation 2ရဲ့ဈေးကွက်ပေါ်ရိုက်ခတ်မှုကလည်းတကယ်ကိုကြီးမားခဲ့ပါတယ်သူ့ရဲ့အောင်မြင်မှုကဂိမ်းလောကကိုသာမကဖြော်ပြေးနေတဲ့ဘက်တစ်ခုလုံးကိုပါပြောင်းလဲခဲ့ပါတယ်။ရောင်းအားကောင်းဆုံးကွန်ဆို PS2 ဟာကမ္ဘာတစ်လွှာသဲ160ကျော်ရောင်းချခဲ့ရပြီး ဂိမ်းကိုဆိုတမိုင်းမှာရောင်အားအကောင်းဆုံးကိုဆိုးဖြစ်ယနေ့တိုင်မှတ်တမ်းဝင်နေခဲ့ပါတယ်။ဒီအောင်မြင်မှုကိုဘယ်ကိုဆိုးမှကြော်ဖြတ်နိုင်သေးပါဘူး။ဂိမ်းစာကြီးတိုင်း PS2 အတွက်ဂိမ်းပေါင်း1989ကားထွက်ရှိခဲ့ပြီး Grand Theft Auto 3, Grand Theft Auto Vice City, Grand Theft Auto San Andreas, God of War, Metal Gear Solid 2, Son of Liberty, Final Fantasy VIII, Kena Heart စတဲ့ဂဏဝင်မြောက်ဂိမ်းတွေကိုကစားသူတွေကိုဆွဲဆောင်ခဲ့ပါတယ်။ ဒီကိနေ့ကဂိမ်းလောကကိုရိုးရိုးဝါသနာတစ်ခုကနေရုပ်ရှင်နဲ့ဂီတထံပို့ပြီးမြန်မာတဲ့လုပ်ငန်းတစ်ခုကိုပြောင်းလဲစေခဲ့ပါတယ် Home Entertainment Center PSU ဟာရိုးရိုးဂိမ်းဆက်တွေမှာပဲ DVD ပလေယာပါဝင်တာကြောင့်လူရိုက်ရဲ့အိမ်မှာမရှိမဖြစ်တဲ့ဖြော်ပြေးစနစ်တစ်ခုဖြစ်ဖြစ်လာခဲ့ပါတယ်ဒါဟာနောက်ပိုင်းကွန်ဆိုးတွေဖြစ်တဲ့ Xbox နဲ့ Xbox 360တို့မှာလည်း DVD Blu-ray player တွေကိုပါဝင်လာဖို့လမ်းဖွင့်ပေးခဲ့ပါတယ် online gaming ရဲ့အစ PS2 ဟာ online gaming ကိုစတင်မိတ်ဆက်ခဲ့ပါတယ်ပထမပိုင်းမှာ online adapter တွေဟာထပ်ဝယ်ရတာမျိုးရှိပေမဲ့နောက်ပိုင်း sim model တွေမှာ billion ပါဝင်ပြီး online multiplayer game တွေစတင်ခေတ်စားလာခဲ့ပါတယ် PlayStation 3ရဲ့ကျိုးပတ်မှုစိန်ခေါ်မှုတွေကြားကခေါင်းဆောင်မှုများ PS3 ရဲ့ဖွံ့ဖြိုးတိုးတက်မှုအစောပိုင်းကာလတွေမှာကန်ကူတာရာဂီဟာ Sony Computer Entertainment ရဲ့ President CEO ဖြစ်ဆက်လက်ဦးဆောင်နေခဲ့ပါတယ် ကူတာရာဂီယာ PS2 ရဲ့နှလုံးသားဖြစ်တဲ့ဆဲဘရိုဘန်အင်ဂျင်ပရိုဆက်ဆာကို IBM နဲ့ Toshiba တို့ရဲ့ပူးပေါင်းပြီးဖန်တီးခဲ့ပါတယ်။သူကဒီဆဲပရိုဆက်ဆာကိုစူပါကွန်ပျူတာ on a chip လို့ခေါ်ဝေါ်ခဲ့ပြီးအနာဂတ်အတွက်အစွမ်းထက်ဆုံးပရိုဆက်ဆာဖြစ်မယ်လို့ယုံကြည်ခဲ့ပါတယ်။ဆဲပရိုဆက်ဆာဟာတကယ့်ကိုအလွန်အစွမ်းထက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ရှုပ်တွေးတဲ့အကီတိုက်ချာကြောင့် game developer တွေအတွက် game ဖန်နေရတာအင်မတန်ခက်ခဲခဲ့ပါတယ်။တချို့ game developer တွေက PS3 အတွက် game ထုတ်လုပ်ရတာကိုကတ်ဆိုးကြီးလိုတောင်တင်စားခဲ့ကြပါတယ်။ဒီအချက်ကြောင့် PS3 ဟာပြန်မဲ့ Xbox 360တန်း game ရေအတွက်နှဲပါတာ multiplayer platform game ပေါင်းစုံတွေမှာ PS3 version ကစွန့်ရနေကြတာစတဲ့ပြဿနာတွေကြုံတွေ့ခဲ့ရပါတယ်။ Kuraragi က PS3 ထွက်ပြီးနောက်ပိုင်းမကြမီ2000ခုမှာယာရုကနေနှုတ်ထွက်ခဲ့ပါတယ်။ Kuraragi နှုတ်ထွက်ပြီးနောက်ပိုင်း PS3 ရဲ့အခက်အခဲတွေကို ရေဆိုင်ဖြည့်ရှင်းဖို့တာဝန်ယူခဲ့တဲ့သူကတော့ Cast Hyrie ပါပဲ။သူကအဲ့ဒီအချိန်မှာ Sony Computer Entertainment ရဲ့ President ဖြစ်လာခဲ့တဲ့သူပါပဲ။ Hyrie ဟာ PlayStation Brand ကိုစတင်ကလေးကတိစောက်ရမှာပါဝင်ခဲ့တဲ့သူပါ။ Sony Computer Entertainment America ရဲ့ President ဖြစ်လောက်ကန်ခဲ့ပြီးနောက် SEER ရဲ့ President ဖြစ်ယာရုတိုးမြင့်ခြင်းခံခဲ့ရပါတယ်။ PS3 ရဲ့ထွက်ရှိချိန်ဈေးနှုန်းဒေါ်လာ999ကအလိုမြင့်မားတဲ့ Sony ကွန်ဆိုးတစ်လုံးရောင်းနိုင်အမျက်မရပဲအရှုံးပေါ်နေခဲ့ပါတယ်။ High Rent ဟာဒီအခြေအနေကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။ဈေးနှုန်းလျှော့ချခြင်းသူ့ရဲ့ဥစ္စာမှုနဲ့ PS3 စင်းမော်ဒယ်ကိုထုတ်လုပ်ပြီးဈေးနှုန်းကိုတိတိတတ်တာလျှော့ချခဲ့ပါတယ်။ဒါက PS3 ရဲ့ရောင်းအားကိုတိတိတတ်တာမြင့်တင်ပေးနိုင်ခဲ့ပါတယ်။ Developer တွေနဲ့ဆက်ဆက်ရေးတိုးတက်အောင်လှုပ်ဆောင်ခြင်း High Rent ဟာ Developer တွေအတွက် ိန်းဖန်နီးရပုံမလွယ်ကူစေဖို့နည်းပညာပတ်မိုးမှုတွေပုံမပြီး developer တွေနဲ့ပုံမကောင်းမွန်တဲ့ဆက်ဆက်ရေးတွေကိုတည်ဆောက်ခဲ့ပါတယ် PlayStation Network အခမဲ့ပြန်မဲ့ Xbox Live ကအခကျင်းဝင်ယူခဲ့ပေမဲ့ PSN ကို အခမဲ့ပေးခဲ့တာကလည်းကစားသူတွေကိုဆွဲဆောင်နိုင်တဲ့အချက်တစ်ခုပါပဲရှူဟိုင်းယိုရှိတာရှူဟိုင်းယိုရှိတာလို့ထိတ်တန်းဆိုနေအရာရှိတဦးတော့ PS3 ခေတ်ကဘီလီယံဒေါ်လာပေါင်းများစွာအရှုံးပေါ်နေခဲ့ပြီး PlayStation ဟာပြီးပြီလို့ထင်ခဲ့တယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ Sony ရဲ့ TV ဌာနက အမြတ်အစွန်ကြောင့် PlayStation ဟာရှင်သန်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ Case Hira ရဲ့ဥဆောင်မှုအောက်မှာ PS3 ကအကြီးအကျယ်ရုန်းကန်နေရတဲ့အခြေအနေကလည်းပြန်လည်နလန်းထူလာခဲ့ပြီးနောက်ဆုံးမှာတော့အောင်မြင်တဲ့ကုဆိုးတစ်ခုဖြစ်လာခဲ့ပါတယ်။ Case Hira ရဲ့ဥဆောင်မှုအောက်မှာရဟယိုရှိဒါကလည်းရေးပါတဲ့ခန်းကဏ္ဍကလည်းပါဝင်ခဲ့ပါတယ်။သူဟာ2008မှာ Sony Worldwide Studio ရဲ့ President အဖြစ်ခန့်အပ်ခံရပြီး Sony ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးတွေကိုဥဆောင်ခဲ့တဲ့သူပါယိုရှိဒါဟာ PS1 ခစ်ခဲ့တဲ့အဆိုနီရဲ့ထုတ်လုပ်ရေးမှာပါဝင်ခဲ့ပြီးဆိုနီရဲ့ဂိမ်းပေါ်ဆရာထက်သန်မှုအပြည့်အဝရှိတဲ့သူပါ PS2 ရဲ့အစောပိုင်းအားနည်းချက်တွေကိုကြော်လာနိုင်ဖို့ကောင်းမွန်တဲ့ exclusive game တွေကအဓိကလိုအပ်ပါတယ်ယိုရှိဒါရဲ့ဥဆောင်မှုအောက်မှာ Naglizo Santa Monica Studio လို့ Studio ဟာ PS3 ရဲ့ Cell Processor နဲ့စွမ်းအပြည့်အဝကိုထုတ်ဖော်နိုင်ခဲ့ပြီး Uncharted 2 A Man Thief God of War 3, The Last of Us နဲ့ဂဏဝင်မြောက်တဲ့ exclusive game တွေကို ဖန်တီးခဲ့ကြပါတယ်။ဒီ game တွေက PSV ရဲ့ရောင်းဝယ်ကိုတိတိတတ်တာမြင့်တင်ပေးခဲ့ပြီး ကစားသူတွေကို PSV ရွေးချယ်ဖို့တိုးအားပေးခဲ့ပါတယ်။ Andrew House PS4 တို့ကူးပြောင်းခြင်းဤလမ်းပြ PS3 ရဲ့နောက်ဆုံးပိုင်းနဲ့ PS4 တို့ကူးပြောင်းလာတဲ့ကာလမှာ Andrew House ဟာ Sony Computer Entertainment ရဲ့ President နဲ့ Group CEO ဖြစ်တာဝန်ယူခဲ့ပါတယ်။ Andrew House ဟာ Sony ရဲ့ Global Marketing and Communication ဘိုင်းမှာအတွေ့အကြုံများစွာရှိခဲ့သူပါ။သူရဲ့ဦးဆောင်မှုအောက်မှာ PS3 Slim နဲ့ Super Slim Model တွေကိုထုတ်လုပ်ခဲ့ပြီးကုန်ကျစရိတ်ကိုလျှော့ချနိုင်ခဲ့ပါတယ်။ဒါအပြင်သူဟာ PS4 ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုအနည်းငယ်ကြည့်ချက်ခဲ့ပြီး PS2 ရဲ့သင်ခန်းစာတွေအားနဲ့လေ့လာခဲ့ပြီး PS4 ကို developer friendly ဖြစ်အောင်ဈေးနှုန်းသက်သာဥဆောင်နိုင်ခဲ့ပါတယ်။ပြန်မဲ့ Xbox 360ရဲ့နောက်ကို ရောက်နေခဲ့ရပြီးကမ္ဘာရာအကောင်ဆုံးကွန်ဆိုးဆိုရဲဂုံပုတ်ကိုပါလက်လွတ်ဆုံးရှုံးရလူနီးပါဖြစ်ခဲ့ရပါတယ်ဒီအတွေ့အကြုံကနေဆိုနီဟာတင်ကန်းစာတွေအများကြီးရရှိခဲ့ပါတယ်ဒီလိုနဲ့ဆိုနီဟာနိုင်ငံကွန်ဆိုးတစ်ခုဖြစ်တဲ့ PlayStation 4ကိုတိစောက်ဖို့စတင်စူးစမ်းခဲ့ပါတယ်ဒီချိန်မှာတော့သူတို့ရဲ့ပန်းတိုင်ကရိုးရှင်းခဲ့ပါတယ်ဂိမ်းထုတ်လုပ်တွေအတွက် ဂိမ်းဖက်နေရတာလွယ်ကူစေရမယ်ဈေးနှုန်းကကစားသူတွေလက်လန်းမိရဲ့အဆင့်မှာရှိနေရမယ်ကစားသမားတွေအတွက်အကောင်းဆုံးဂိမ်းတွေ့ကြုံကိုပေးနိုင်ရမယ်ဒီမတ်ချက်တွေနဲ့တူအန်ဒူးဟောက်စ်နဲ့မတ်ကာနီတို့ရဲ့အဖွဲ့ဟာ PS4 ဒီဇိုင်းကိုစတင်ခဲ့ပါတယ် PS4 ရဲ့မိတ်ဆက်ချင်းဂိမ်းလောကကိုလှုပ်ခတ်လာခဲ့ခြင်း2023ခုနှစ်ဖေဖော်ဝါရီ20ရက်နေ့မှာ Sony ဟာနယူးယောက်မြို့မှာကျင်းပခဲ့တဲ့အထူးပွဲတစ်ခုမှာ PlayStation 4ကိုပထမအဆုံးမိတ်ဆက်ခဲ့ပါတယ်ကိုစိုးကိုရဲကိုမပြတာသေးပေမဲ့သူ့ရဲ့အားသာချက်တွေကစားနိုင်မဲ့ဂိမ်းတွေကို feature တွေကိုချပြခဲ့ပါတယ် 他妹妹。 တကယ်ဘုံရှောလို့ဈေးကွက်ကိုလုတ်ခတ်သွားနိုင်တဲ့အဖြစ်အပျက်တွေကတော့2013ခုနှစ်ဇွန်လမှာစတင်ခဲ့တဲ့ E3 မှာပါပဲဒီနေရာမှာ Sony ဟာပြိုင်မဲ့ Microsoft နဲ့ Xbox Online ကိုတိုက်ရိုက်ရှင်းပြနိုင်ခဲ့ပါတယ် Sony ဟာ PS4 ကိုဒေါ်လာ399နဲ့ရောင်းချမယ်လို့ကြေညာခဲ့ပါတယ်ဒါဟာပြိုင်မဲ့ Xbox One ရဲ့ဒေါ်လာ499ထက်ဒေါ်လာ100တတ်တာနေတာပါပဲဒီဈေးနှုန်းက VK ရဲ့စိတ်ကူးရနာထက်တိတိတတကိုနဲနေခဲ့ပါတယ် no drm microsoft က xbox one game တွေကိုဒုတိယအကြိမ်ရောင်းချလို့မရတာ online နဲ့ချိတ်ဆက်ရတာ စတဲ့ DIN policy တွေထုတ်ပြန်ခဲ့တဲ့အခါဂင်းစားလူတွေကြားထဲမှာအကြီးအကျယ်မကျေနပ်မှုတွေပေါ်ပေါက်ခဲ့ပါတယ်။ Sony ဒီချက်ကိုအခွင့်အရေးယူပြီး PS4 game တွေမှာ DIN မပါဝင်ဘူး။တင်ဝယ်တဲ့ game ကိုတင်လို့တို့ပြန်ရောင်းချနိုင်တယ်လို့ထုတ်ပြန်လိုက်တဲ့အခါမှာကစားသူတွေကြားထဲမှာ Sony ပေါ်ယုံကြည်မှုနဲ့အားပေးမှုတွေအကြီးအကျယ်မြင့်တက်လာခဲ့ပါတယ်။ PS4 မှာပါဝင်လာတဲ့ Share Button ကလည်း Tokyo Game Log ရဲ့ Social Media Trend နဲ့ကိုက်ညီခဲ့ပြီးကစားသူတွေဟာသူတို့ရဲ့ gameplay video တွေ screenshot တွေကိုတငယ်ချင်းနဲ့လွယ်ကူမျှဝေနိုင်ခဲ့ပါတယ်ဒီကြေညာချက်တွေက game log ကိုလုတ်ခတ်စေခဲ့ပြီး PS4 ဟာ Xbox One ထက်အသာစီးရခဲ့ပါတယ်ပြည်သက်တွေကြားထဲမှာ Sony အနိုင်ရပြီဆိုတဲ့အသက်တွေစုညံသွားခဲ့ပါတယ်ဈေးကပေါ်ရိုက်ခတ်မှုများအောင်မြင်မှုလိုင်းလုံး PlayStation 4ရဲ့ဈေးကပေါ်ရိုက်ခတ်မှုကတကယ့်ကိုအားကောင်းပါတယ်သူ့ရဲ့အောင်မြင်မှုက PS4 ခေတ်ကရုံးကန်ခဲ့ရတာတွေကိုလုံးဝပြန်ပြီးဖုံးလွှမ်းခဲ့ပါတယ်။ကမ္ဘာရောင်းဝအကောင်ဆုံး PS4 ဟာကမ္ဘာတလွှာတန်း138တန်းကျော်ရောင်းချနိုင်ခဲ့ပြီး PS2 ရဲ့နောက်ပိုင်း ်းဒုတိယရောင်းအားအကောင်ဆုံးဟုံးကိုဆိုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်သူရဲ့ပြန်မဲ့ Xbox One ထက်နှစ်ဆကျော်ရောင်းချနိုင်ခဲ့ပါတယ်အစွတ်တဲ့ exclusive game များ PS4 ရဲ့အောင်မြင်မှုရဲ့အဓိကအကြောင်းရင်းတွေကတစ်ခုကသူ့မှာသာကစားလို့ရတဲ့ exclusive game တွေပါပဲ God of War 2018 Marvel Spider-Man Horizon Zero Dawn Uncharted 4 A Thief and The Last of Us Part 2 Bloodborne God of Tsushima စတဲ့ဂရဝင်မြောက် game တွေကကစားသမားတွေကို PS4 ရွေးချယ်ဖို့အဓိကတွန်းအားပေးခဲ့ပါတယ်ဒီ game တွေဟာ PS4 ရဲ့နည်းပညာအစွမ်းအစတွေကိုအပြည့်အဝထုတ်ပေါ်ပြသနိုင်ခဲ့ပါတယ် Developer friendly ီဒီဇိုင်း PS4 ရဲ့ system architecture တွေဟာ PS3 လိုရှုပ်ထွေးခြင်းမရှိတော့ဘဲဂိမ်းထုတ်လုပ်သူတွေအတွက်ဂိမ်းဖက်နေရတာပိုပြီးလွယ်ကူခဲ့ပါတယ်။ဒါကြောင့် third party developer တွေကလည်း PS4 အတွက်ဂိမ်းကောင်းတွေအများအပြားထုတ်လုပ်ပေးခဲ့ပါတယ်။ PS4 ရဲ့ social feature တွေဟာ share button နဲ့ PS Plus subscription service တွေဟာကစားသမားတွေကိုပုံမှန်ချိတ်ဆက်မိစေခဲ့ပြီးဂိမ်းကစားတဲ့အတွေ့အကြုံကိုပုံမှန် ပြီးပြည့်စုံစေခဲ့ပါတယ် PS5 ရဲ့ခရီးလမ်း PlayStation 4ဟာ Sony ကိုဂိမ်းလောကရဲ့ထိတ်ဆုံးနေရာကိုပြန်လည်ရောက်ရှိစေခဲ့တဲ့ကွန်ဆိုးတစ်ခုပါပဲ PS4 ရဲ့အောင်မြင်မှုတွေဟာ Sony ကို Next Gen ကွန်ဆိုးအသစ်အတွက်ယုံကြည်မှုရရှိစေခဲ့ပါတယ်2019ခုနှစ်အစောပိုင်းမှာ Sony ဟာ PS5 ကိုစတင်ဖွင့်ပြနေပြီဆိုတာကိုတရားဝင်ကြေညာခဲ့ပါတယ် McCarthy ဟာ PS5 ရဲ့ Lead System Architect အဖြစ် ဆက်လက်တာဝန်ယူခဲ့ပါတယ် PS5 ကိုဒီဇိုင်းထုတ်လုပ်ရမှာအဓိကအာရုံစိုက်မှုတွေကတော့ Lightning Fast Loading Time အလွန်မြန်တဲ့ SSD ကိုအသုံးပြုပြီး Game Loading Time တွေကိုတည်တည်တတာလျှော့ချမယ် Impressive Immersive Immersive Game Ray Tracking Immersive Gaming Ray Tracking လို့နည်းပညာနဲ့ပုံမိုလက်တွေ့ကျတဲ့ Graphic တွေ DualSense Controller ရဲ့ Haptic Feedback နဲ့ Adaptive Trigger တွေကကစားသူတွေကိုဂိမ်းထဲမှာပို့ပြီးဆွဲမြဲစေပါတယ်။ 3D audio, tablet 3D audio text နဲ့ပုံမကောင်းမွန်တဲ့အသက်စနစ်ကိုပေးမယ်။ဒီလိုမြင်မာတဲ့ရည်မှန်းချက်တွေနဲ့အတူ PS5 ကို2020 ခုနှစ်နိုဝင်ဘာလမှာထုတ်လုပ်ဖို့စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့2020မှာကမ္ဘာတစ်ခုလုံးကိုလှုပ်ခတ်စေခဲ့တဲ့ကပ်ရောဂါကြီးဖြစ်တဲ့ COVID-19 ကပေါ်ပေါက်လာခဲ့ပါတယ်။ကပ်ရောဂါကြားကမိတ်ဆက်ခြင်း၊စိတ်ခေါမှုဘောင်းဆုံး2020နိုဝင်ဘာကမ္ဘာလုံးဆိုင်ရာကပ်ရောဂါမှာ PS5 ကိုမိတ်ဆက်ဖို့ဆိုတာ Sony အတွက် အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုပါပဲပုံမှန်ဆိုရင် E3 လို့ပြပွဲတွေမှာခန်းခန်းနာနာမိတ်ဆက်ခဲ့ကြပါမယ် PS5 ကိုတော့ online event တွေပဲမိတ်ဆက်ခဲ့ရပါတယ်တရားဝင်မိတ်ဆက်ခြင်း2020ခုနှစ်စက်တင်ဘာလ16ရက်နေ့မှာ Sony က PS5 ရဲ့ဈေးနှုန်းနဲ့ထွက်ရှိလာမယ့်ရက်ကိုတရားဝင်ကြေညာခဲ့ပါတယ်။ PS5 Digital Edition ဒေါ်လာ399 PS5 Standard Edition ဒေါ်လာ499ဒီဈေးနှုန်းတွေကလည်းပြိုင်မဲ့ Xbox Series X ဒေါ်လာ499နဲ့ Xbox Series S ဒေါ်လာ299နဲ့ရှိရင်ကစားသူတွေအတွက်စွဲဆောင်မှုရှိတဲ့ဈေးနှုန်းတွေပါပဲ။ထွက်ရှိမယ့်ရက်များနိုဝင်ဘာ17 2020အမေရိကန်၊ကနေဒါ၊မက္ကဆီကို၊အော်စတြေးလျ၊နယူးဇီလန်၊ဂျပန်၊တောင်ကိုရီးယား နိုမာ၁9တခြားဒေတာများဥရောပအာရှတောင်အမေရိကစသဖြင့်ဒါပေမဲ့ PS5 ထွက်ရှိလာတဲ့အချိန်မှာအကြီးမားဆုံးပြဿနာကတော့ကွန်ဆိုးပြက်လက်မှုပါပဲ COVID-19 ကပ်ရောဂါကြောင့် ထုတ်လုပ်မှုခွေဆက် supply chain တွေပြတ်တောက်ကုန်တာချစ်ပြက်လက်မှုတွေဖြစ်ကုန်တာကြောင့်ကမ္ဘာတလောမှာ PS5 တွေကိုဝယ်ယူဖို့အလွန်ခက်ခဲခဲ့ပါတယ်။ online မှာ bot တွေနဲ့ scalper တွေကပါဝင်ရောက်ဝယ်ယူခဲ့ကြတာကြောင့်ပုံမှန်ကစားသမားတွေအတွက် PS5 တလုံးဝယ်ယူဖို့ဆိုတာမဲပေါက်တလို့မျိုးခက်ခဲခဲ့ပါတယ်။ဒီအခြေအနေတွေဟာ2023ခုနှစ်အစောပိုင်းလောက်ထိဆက်လက်ဖြစ်ပေါ်နေခဲ့ပါတယ်။ဈေးကွက်ပေါ်ရိုက်ခတ်မှုများ Nature Experience နဲ့စိတ်ခုံမှုကြားမှာအောင်မြင်မှု PS5 ဟာစတင်ထွက်ရှိလာတဲ့အချိန်မှာကက်ယောဂါနဲ့ console ပြက်လက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါမယ်။ သူ့ရဲ့နည်းပညာအစွမ်းစားနဲ့ဂိမ်းကောင်းတွေကြောင့်ဈေးကွက်ထဲမှာအကြီးအကျယ်ရိုက်ခတ်ခဲ့ပါတယ်။နေကျ Experience American Loading Speed SSC ရဲ့အစွမ်းကြောင့်ဂိမ်းလုံးတွေထိုင်းနေဟာတိတိတတ်တာရှော့ကျခဲ့ပါတယ်။ဒါကကစားသူတွေအတွက်အခြေကိုတက်တာစေပြီးဂိမ်းအတွေ့အကြုံကိုပုံမချောမွစေခဲ့ပါတယ်။ USL Controller USL Controller နဲ့ Haptic Feedback နဲ့ Adaptive Trigger တွေဟာဂိမ်းကစားသူတွေကိုလုံးဝပြောင်းလဲပစ်ခဲ့ပါတယ်။ဥပမာဂိမ်းထဲမှာမိုးရနေရင်မိုးပေါက်တွေကကင်နားသလိုခံစားနေရတာတနက်ပြင်ထရီဂါတွေကတကယ်ဆွဲနေသလိုခံစားရတာမျိုးတွေဟာ ခင်းစားသူတွေကိုအားသိစေခဲ့ပါတယ် Standing Graphic Ray Tracking နဲ့ 4K Resolution တွေကြောင့်ခင်းစားသူတွေဟာအရင်ကထက်ပိုမိုလှပပြီးလက်တွေ့ဆန်လာခဲ့ပါတယ် Exclusive ဂိမ်းများ PS5 ရဲ့အောင်မြင်မှုတွေနောက်မှာ Sony ရဲ့ Cobay Studio ကနေထုတ်လွှင့်ခဲ့တဲ့ Exclusive Game တွေဟာအဓိကအခန်းကဏ္ဍတွေပါဝင်ခဲ့ပါတယ်။ Marvel Studio Man, Miles Morales, God of War, Ragnarok, Horizon Forbidden West, Ratchet and Clank Rift Apart စတဲ့ဂိမ်းတွေဟာကစားသမားတွေကို PS5 ကိုဝယ်ယူဖို့တွန်းအားပေးခဲ့ပါတယ်။ Digital Gaming ရဲ့ကြီးထွားမှု Digital Edition ရဲ့ဈေးနှုန်းသက်တမ်းမှုကလည်း Digital Game တွေရဲ့ရောင်းအားကိုပုံမှန်မြင့်တင်ပေးခဲ့ပါတယ်။ Slim Model နဲ့ Pro Model ထွက်ရှိလာခြင်း2023 November လမှာပုံမှန် PS5 ထက်ပိုပါတဲ့ PS5 PS5 Slim Model ကိုထုတ်လုပ်ခဲ့ပြီး2024 November လမှာတော့ပိုမိုအစွမ်းထက်တဲ့ PS5 Pro Model ကိုပါမိတ်ဆက်ခဲ့ပါတယ်။ဒါတွေကလည်းဈေးကွက်ဝယ်လိုအားကိုထပ်မံမြင့်တင်ပေးခဲ့ပါတယ်။ရောင်းဝါကနအူးကိုဆိုပြက်လက်မှုတွေကြောင့်လည်း PS5 ဟာအလွန်လင်းမြန်စွာရောင်းချခဲ့ရပြီး2024ခုနှစ်အထိတန်း85သန်းကျော်ကိုတင်ပို့ရောင်းချခဲ့ရပါတယ်။ PlayStation 5ရဲ့ထွက်ရှိမှုနဲ့ဈေးကွက်အပေါ်ရိုက်ခတ်မှုတွေကကတ်ယောဂါရဲ့စိန်ခေါ်မှုတွေကြားကနေတော့နီးပညာရဲ့အစွမ်းစားနဲ့ဂိမ်းကောင်းတွေရဲ့ဆွဲဆောင်မှုတို့ကြောင့်အောင်မြင်မှုတွေကိုရယူနိုင်ခဲ့တဲ့ဇလန်းတစ်ပုဒ်ပါပဲ။ PS5 ဟာဂ ေးလောကရဲ့ Nature's Kit ကိုဦးဆောင်နေခဲ့တာဖြစ်ပြီးနောက်နှစ်တွေမှာလည်းဘလို့အော်စရာတွေထပ်မံဖန်တီးအောင်လဲဆိုတော့စောင့်မျှော်ရအောင်ပါပဲဖြစ်ပါတယ်ခင်ဗျာ။